တကယ်တော့ Frank ကရာကိုသူ့ရဲ့ရည်စားဖြစ်ဟန်ဆောင်ပေးဖို့ပြောခဲ့တာဖြစ်ပါတယ်။ရာကတော့ဒီအချက်ကိုဝန်မခံဘဲရုပ်ရှင်တွေကလို့မင်းသားကမင်းသမီးကိုသူ့ရည်စားဖြစ်ဟန်ဆောင်ပေးဖို့ပြောခဲ့ပြီးနောက်ဆုံးမှာတော့နှစ်ယောက်သားပျော်ရွှင်စွာပေါင်းဖက်သွားတယ်လို့မျိုးဖြစ်လိမ့်မယ်လို့တွေးတောနေခဲ့တာဖြစ်ပါတယ်။လန်နာကတော့မိုရန်ကသူ့မောင်အခက်တွေအောင်လုခဲ့မိတာလားဆိုပြီးမေးခဲ့ပါတယ်။ရာကိုဘာလို့မကြိုက်တာလဲ။ပတ်စံမရှိလို့လားလို့လန်နာကမိုရန်ကိုမေးတဲ့အခါမှာတော့သူ့မောင်ကရိုင်းပြီးယဉ်ကျေးမှုမရှိလို့မကြိုက်တာဖြစ်တဲ့အကြောင်းပြန်ပြောခဲ့ပါတယ်။ သူတို့နှစ်ဦးသားရာအကြောင်းပြောနေတဲ့အချိန်တစုံတစ်ယောက်ကသူတို့ကြားတဲ့လာရောက်နှောက်ယှက်ခဲ့ပါတယ်။ဒါကြောင့်သူတို့နှစ်ဦးသားတခြားတနေရာကိုပြောင်းပြီးစကားပြောခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲလန်ဒါရဲ့အဖွာကသူတို့အိမ်ကိုရောက်လာခဲ့ပါတယ်။သူမကတီနွမ်းပင်အိမ်ရာယူလာတဲ့ဟင်းရီချန်နီဆောက်ကိုအမှတ်ရနေပြီးဖုန်းထဲကနေသူ့ရဲ့မိမလေးရဲ့အတန်းနဲ့တူတဲ့အတန်းကိုကြားလိုက်ရတာကြောင့်စုံစမ်းမှုရောက်လာခဲ့တာဖြစ်ပါတယ်။ဒီအချိန်မှာပဲလန်ဒါကကြောက်သွားခဲ့ပါတယ်။ ူမကလော်ဒဂျီနဲ့ပြည်ရင်အုံနေရန်ကိုကြောတက်လိုက်ပါတယ်။သူမခုံစင်းလိုက်တဲ့အခါမှာပဲဆော်ဝမ်ရဲ့အိမ်ကချန်ဆောင်ကသူမကိုဖမ်းမိသွားပြီးပြန်သွားခိုင်းခဲ့ပါတယ်။ဒီအချိန်မှာပဲတပတ်ကလန်နာရဲ့အဖွာကလည်းကိုနေကဖုန်းကင်တာဘသူလဲလို့မိုးရန်ကိုမေးပါတယ်။မိုးရန်ကတော့သူမတို့အိမ်ကထမင်းချက်တဲ့ကောင်မလေးဖြစ်တဲ့အကြောင်းယူသသပြန်ပြေးခဲ့တာပေါ့။လန်နာရဲ့အဖွာကလည်းထမင်းချက်တဲ့ကောင်မလေးကိုခေါ်ခိုင်းလိုက်ပြီးမယ်။ဘလို့မှရှာမတွေ့ပါဘူး။ညနေတော့မှလန်နာကအိမ်ကိုပြန်ရောက်လာခဲ့တာပါ။လန်နာကသူမလမ်းလျှောက်ထွက်ရင်လမ်းပြောက်သွားတဲ့အကြောင်းပြောပြပြီးသူမကိုစူးရောမယ်လို့ပဲထင်နေခဲ့တာပေါ့။ ဒါပေမဲ့သူတို့ကသူ့မအောင်မစုပဲနောက်ထပ်လမ်းလျှောက်ထွက်လို့လမ်းပြောင်းနေသူ့ကိုဖုန်းဆက်ဖို့သူလာခေါ်ပေးမယ်ဆိုတဲ့အကြောင်းမှပြန်ပြောခဲ့ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့လန်နာကစိတ်ထဲကျဉ်နေသွားပြီးသူ့မအခန်းစီကိုပြန်သွားခဲ့ပါတယ်။သူ့မအခန်းရောက်ပြီးတိတ်မကြခင်မှာပဲသူ့မရဲ့တထေးစီကဖုန်းဝင်လာပြီးနိုင်ငံခြားသား customer တစ်ယောက်ကသူ့မနဲ့အလုပ်အကြောင်းဆွေးနွေးခြင်းတဲ့အကြောင်းပြောပြခဲ့ပါတယ်။ဒီလိုမျိုးသူ့မကအဲ့ဒီနိုင်ငံခြားသားနဲ့ဖုန်းထဲကနေအင်္ဂလိပ်လိုဆွေးနွေးတဲ့အချိန် Frank ကသူ့မအခန်းထဲကနေဖြတ်သွားရင်ကြားလိုက်ရပါတယ်။ ဒါပေမဲ့လန်နာကတော့ဖရန့်ကိုသူမှပါဇက်အနှံ့နန်းနေလို့ဆိုပြီးလှည့်စားခဲ့ပါရီဖရန့်ကတော့ထမင်းချက်မာလေးရဲ့သမင်ပုံစံအထူးကြနေရောက်တတိထားမိလိုက်ပါရီလန်နာကအမြန်ပြေးထွက်သွားပြီပဲသူမရဲ့လက်ပေါ်မှာအညိုရောင်အမှုတ်တွေကပ်ပါလာတာကိုတတိထားမိခဲ့ပါရီဒေတယောက်နိုးလာတဲ့အချိန်ထမင်းချက်မာလေးတုံးခဲ့တဲ့မှဲ့အတုနဲ့သမင်အတုတွေကိုရှာတွေ့သွားခဲ့ပါရီဒေကလည်းလန်နာရဲ့သမင်အတုကိုဆွဲချွတ်လိုက်တဲ့အခါသူမရဲ့အမှန်တကယ်မျက်နှာသွင်းပြီးတွေ့လိုက်ရပါပြီ ်ဒေကသူ့မကိုမာရီလင်မွန်ရိုးလိုပဲလှလိုက်တာလို့တွေးသူ့မဒီလိုမျိုးဟန်ဆောင်နေတာကပစ္စည်းတွေကိုခိုးချင်လို့များလားဆိုပြီးတွေးမိခဲ့ပါတယ်လန်နာကသူ့မဘလို့မှရှင်းပြလို့မရနိုင်တဲ့အဆုံးတိတ်ကိုလိန်ပြောလိုက်ရပါတယ်ဗန်900ပေးပြီးလန်နာကတိတ်ကိုဘသူကိုမှမပြောပြဖို့အတွက်နှုတ်ပိတ်လိုက်ပါတယ်ဒေကလည်းလန်နာဟာအပြင်းလူကိုမပြောပြစေချင်ဘူးလို့သာထင်ခဲ့ပြီးစာဝန်တို့အိမ်ကအိမ်ချန်ဆောင်ကောင်းလေးကတော့အပြင်းလူမဟုတ်ဘူးလို့ယူဆပြီးပြောပြခဲ့ပါတယ်တေကလည်းဒီအကြောင်းဘသူကမှမပြောဘဲလှည့်ဝတ်ထားဖို့ပြောလိုက်တာပေါ့အင်ရှင်ဖြစ်တဲ့ဖရန်နိုလာတဲ့အခါသမင်းချမလေးရဲ့ထူးခြားတဲ့စပင်ကိုတတိယရသွားပြီ စပင်အတုဝတ်ထားသလားဆိုပြီးတန်တရားဝင်ခဲ့ပါသည်။ဒါကြောင့်သူမကဒါကိုချက်ဖို့ကြိုးစားခဲ့ပေမဲ့ထမင်းချက်မာရဲ့စပင်အတုကအရေးသွေးကောင်းလွန်တဲ့အတွက်ဥယျာဉ်ပြားနဲ့ကန့်နေပါသည်။ဖရန်ကသူ့အကြံစီမှာအောင်မြင်လာကြောင်းရှက်သွားပြီးသူမကသူ့တို့မိသားစုအပေါ်ရည်ရွယ်ချက်ရှိရှိဝင်လာလားဆိုပြီးတန်တရားဝင်ခဲ့ပါသည်။လန်နာကတော့သူမတို့မိသားစုအပေါ်မှာရည်ရွယ်ချက်မရှိတဲ့အကြောင်းရှင်းပြပါရစေ။လန်နာနဲ့သူမတငယ်ချင်းတို့ညသာစားဖို့အထူးထူထွက်လာခဲ့ကြပါရစေ။ဒါပေမဲ့စားတော့ဆိုင်နဲ့ဝင်ငန်းနီးမှာမှသူမကတန်းစင်ကသွားချင်တာမလို့အရင်ဝင်သွားနှက်လိုက်ပါရစေ။ ထင်မှတ်ဖဲတန်းစင်ကန်းကိုသွားတဲ့လမ်းမှာ friend နဲ့ဝင်တိုက်မိခဲ့ပါပြီ friend ကလည်းသူ့မကိုမှတ်မိသွားမှစိုးရိမ်လာကြောင်းလန်နာဟာချက်ချင်းပဲအကြည့်လွှဲလိုက်ပါပြီအဲဒီနောက်မှာတော့သူတို့ဟာပါဇက်ကျန်းတဲ့ဆရာဝန်တယောက်နဲ့တူပါတော့တယ်အဲဒီဆရာဝန်က friend ရဲ့လှုပ်ဖို့ကင်မဲ့လည်းဖြစ်တယ်လို့ friend နဲ့ဆရာဝန်တို့နှစ်ယောက်စလုံးရဲ့ចောင်းတော့ငါတငယ်ချင်းလည်းဖြစ်ပါပြီဒီဆရာဝန်ကလန်နာပြေးတဲ့လမ်းကြောင်းပိတ်ဆို့လိုက်ပါပြီဒီတခါတော့သူ့မက friend နဲ့အတူ ra ဆိုတဲ့မိန်းကလေးနဲ့လည်းထပ်ဆောင်လာပါပြီသူတို့တွေ့ချင်းမှာပဲမိန်းကလေးနှစ်ယောက်ရန်ဖြစ်နေကြတာကိုမြင်ပြီးသူကအံ့ဩနေခဲ့တာပေါ့ college ကတငယ်ချင်းကလန်နာရဲ့နာမည်အရင်းကိုမိတ်ဆက်ပေးလိုက်တဲ့အချိန်မှာတော့ friend ကဒီနာမည်ကိုရင်းနှီးတယ်လို့မျိုးခံစားလိုက်ရပြီးမြဲချက်ချင်းသတိမရနိုင်ဖြစ်နေပါတယ်ဆရာဝင်ရဲ့မိတ်ဆက်ပေးမှုအပြီးမှာတော့သူတို့အားလုံးကစပွဲတစ်ခုထဲမှာထိုင်ပစ်သွားခဲ့ပါတယ်။ဆရာဝင်ကဘောင်းမကယူမဆိုင်ပဲအစားအသောက်တွေကိုပထမဆုံးအစားယူပြီးစားတောက်လိုက်ပါတယ်။သူကအစားအသောက်တွေကိုအရသာရှိရှိသုံးဆောင်နေရင်လမ်ဒါကကြောင်းတော့ကအလားဆုံးဖြစ်ခဲ့တယ်ဆိုတာကိုချီးကျူးနေကြတာပေါ့။ လန်နာကအကြောင်းတော့ကအလားဆုံးဖြစ်တယ်လို့ထလဲထက်မြက်တယ်ဆိုတာပြောနေတော့မှာပဲစာဝန်ကလည်း तू ကလည်းအကြောင်းတော့ကကောင်မလေးတွေကြွေရတယ်တူဦးသီးတော်သူတော်ရောက်ဖြစ်တယ်ဆိုတာပြန်ပြောပါလိရုတ်တရက်ပဲဖလန်ကဖုန်းလာတာမလို့အပြင်ထွက်ပြီးဖုန်းပြဖို့ထွက်သွားခဲ့ပါလိဖရမ်မရှိတဲ့အချိန်လန်နာကထွက်ပြဖို့ကြိုးစားခဲ့ပါလိဒါပေမဲ့ကန်ဂျမာကသူတို့နှစ်ယောက်ကိုထပ်ပြီးဆုံးစေခဲ့ပါလိသူမကလည်းအရန်ကိုစိုးရိမ်တာမလို့ခြေချော်ပြီးလဲကျသွားခဲ့ပါလိအဲဒီကနေအမြန်ထွက်သွားခြင်းပေမဲ့အဲဒီအချိန်ကားကလည်းခေါ်မရဖြစ်နေပါလိဒီအချိန်မှာပဲသူမနောက်ကနေအသက်သက်ကြားလိုက်ရပါလိ ဖရန်ကလန်နာကိုပွေးချီပြီးပြန်ခေါ်လာခဲ့တာပါ။သူမရဲ့တန်ရာကိုဂယူဒဆိုင်ကူတာဘေးနဲ့ဖရန်ကိုတရှာကြည့်ပါရယ်။သူရဲ့ကျင်နာတက်မှုကြောင့်သူမဟာပိုးပြီးနှစ်သက်လာခဲ့ပေမယ့်သူမရဲ့ရင်ထဲမှာရောထွေးနေတဲ့ခံစားချက်တွေပြင်းထန်နေပါရယ်။တန်ရာကိုကူတာပေးပြီးတဲ့နောက်မှာတော့ဖရန်ကသူမကိုအရင်ကတည်းကတီးဘူးလိုမျိုးခံစားရတယ်လို့ပြောပါရယ်။ပြီးတော့ဒီလိုမျိုးကောင်းမတဲ့ဇီးရိုက်ကိုလည်းရင်းနေပါရယ်။ဖရန်ကသူမကိုအရင်ကတည်းကယဉ်နေတယ်လို့ခံစားရတဲ့အကြောင်းဒါဟာလိမ့်နာမဟုတ်ဘူးလို့ပြောခဲ့ပါရယ်။ လန်နာဟာစိန်ခေါ်တဲ့အခုမှပိုင်ရှင်ဖြစ်တဲ့ဖရန်နဲ့မမျှော်လင့်မဲတွေးဆခဲ့ရတာပါဖရန်ကသူမရဲ့မျက်နှာကိုကြည့်ပြီးဒီမျက်နှာကိုယဉ်နေနေပြီးတနေရာမှာမြင်ဘူးတယ်ဆိုတာသိကြနေပါလေနောက်တော့ဖရန်ကသူမကိုလေးစိတ်မှပိုးတယ်တွေဝှထားရတာသဘောကျတဲ့အတွက်သူ့ကိုလှောင်ပြောင်ခဲ့တဲ့သူဖြစ်တယ်ဆိုတာမှတ်မိသွားခဲ့ပါလေကံကောင်းခြင်းတော့ဖရန်ကထမင်းချက်မှလေးလန်နာကိုမမှတ်မိခဲ့ပါဘူးဒါပေမဲ့လည်းသူမရဲ့ဒဏ်ရာရတဲ့ချစ်တာကိုဘယ်လိုရှင်းပြရမလဲဆိုတာစဉ်းစားမရပဲလန်နာတယောက်ဒုက္ခရောက်နေပါလေ အဲ့ဒီချိန်ဖရန်ကအနေရအကစားဝတ်စုံနဲ့ပြေးနေတာတွေ့လိုက်ရပါတယ်။လန်နာကလည်းအကြံတစ်ခုရသွားပြီးဖရန်စီကိုသွားပြီးတမင်တကာဝင်တိုက်လိုက်ပါတယ်။ဖရန်ကလည်းချက်ချင်းထိုင်ချလိုက်ပြီးသူအခုတလောဘာလို့လူတွေနဲ့တိုက်မိတယ်လဲဆိုတာမသိဘူးလို့ပြောရင်တောင်းပန်လိုက်တာပေါ့။လန်နာကလည်းနာကျင်နေပြီမဲ့ဒါကအရေးမကြီးပဲ။သူမှခြေတော့တန်ရတော့အကြောင်းပြချက်ရသွားတာဖြစ်ပါတယ်။အင်ရှင်ဖြစ်တဲ့မိုရန်ကလည်းတမင်ကျမလေးရဲ့တန်ရကိုမြင်လာကြောင်းမိဖို့ကြောင့်နဲ့သွားပြီးကိုယ်တိုင်ဝင်ရောက်ချက်ပြုတ်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲမိုရန်ကထမင်းကျမ်းမာလေးကိုမနေညာကအိနာကဆာဝမ်ကသူမအကိုခေါ်သွားပြီးတညာလုံးအပြင်မှာရှိနေခဲ့တယ်လို့ဖရန့်ကိုပြောလိုက်ပါတယ်။ဒါပေမဲ့ဖရန့်တီးထားတာကမနေညာကသူကဆာဝမ်နဲ့အတူဒီဇိုင်နာတဦးနဲ့အတူညာသာစားခဲ့တာဖြစ်ပါတယ်။ဖရန့်စိတ်ထဲမှာဒီဇိုင်နာနဲ့ထမင်းကျမ်းမာလေးကတယောက်ထဲလာတန်တရားဝင်သွားပြီးထမင်းကျမ်းမာလေးကိုအပြင်ကိုခေါ်ထုတ်လိုက်ပါတယ်။သူကထမင်းကျမ်းမာလေးကလန်နာနဲ့အရန်ကိုဆင်တူနေပြီးအချင်းစရိုက်ဆိုရင်လေခေါင်းမာတာအတူတူပဲဖြစ်တဲ့အကြောင်းပြောပြခဲ့ပါတယ်။ နောက်ပြီးမင်းကြီးကထမင်းကျမတွေကစာဝန်နဲ့တူအပြင်ထွက်သွားခဲ့တာကိုသတိရသွားပြီးစာဝန်နဲ့တူပါသွားတာကလန်နာဖြစ်နေပါလေထမင်းကျမလေးကလည်းခြေထောက်နာနေတယ်လန်နာကလည်းခြေထောက်နာနေတယ်ဘလို့မျိုးတိုက်ဆိုင်မှုကြီးလဲလို့သူကပြောပါလေဒေက Francis မေးနေတာကိုမြင်တဲ့အခါခြံဆောင်အကူအညီတောင်းဖို့ချင်းပြေးသွားခဲ့ပါလေသူမခုံစင်လိုက်တဲ့အချိန် rap ဆိုတော်ကြီးက rap ဆိုနေပြီးသူမကယူမဆိုင်နိုင်ဖြစ်နေပါလေဒါကြောင့်စာဝန်ကိုအမြန်သွားရှာလိုက်တာပေါ့စာဝန်ကချင်းအကြံတစ်ခုရသွားပြီးထမင်းကျမလေးကိုချက်ပြုတ်ခိုင်းဖို့ပြောခဲ့ပါလေ ။ဆာဝန်ကဖရန်ကိုလန်နာကဟင်းချက်ကောင်းပြီးသူမဟင်းချက်လိုက်ရကိုမြည်ဆန်းကြည့်ချင်တယ်လို့ပြောလိုက်ပါတယ်။ဖရန်ကလည်းအံ့အသင့်သွားပြီးမေးဖို့အနာကပ်လာခဲ့တာပေါ့။ဆာဝန်ကလန်နာကိုကယ်တင်နိုင်လာခဲ့ပြီးမနေ့ညကလန်နာကိုပစ္စည်းဝယ်ဖို့ခေါ်သွားပြီးဈေးသွားဝယ်ပြီးတဲ့နောက်မှာဘတ်စကားပေါ်တင်ပေးလိုက်တဲ့အကြောင်းပြောပြခဲ့ပါတယ်။ဒီလိုပြောပြပြီးတဲ့နောက်မှာလန်နာကိုသူနဲ့တူလာကစားဖို့ပြောလိုက်တာကြောင့်ဖရန်ကနားလည်သွားခဲ့ပါတယ်။ဒါပေမဲ့အခုတော့ဖရန်ကသူ့လန်နာကိုမြင်ချင်ရတဲ့အကြောင်းပြောတဲ့အခါဆောင်းအောင်ကသူမရေချိုးနေတဲ့အကြောင်းနဲ့ ထမင်းကျမလေးကိုအရင်အစားတောက်တွေပြင်ခိုင်းဖို့ပြောလိုက်ပါတယ်။ထမင်းကျမလေးကလည်းမိဖို့ကြောင့်ကနေအိတ်ခန်းစီကိုသွားပြီးစပင်တူးနဲ့ဝေးစားတွေကိုချပြီးညာရီကိုအင်ဂျီကိုဝေးလိုက်ပါတယ်။လန်နာအနေနဲ့ friendship မှာပေါ်လာခဲ့ပြီး friend ကတော့အန်းတင်သွားပုံမပေါ်ပဲမိဖို့ကြောင့်လည်းဝင်ပြီး support မှုကိုရှာဖို့ဝင်သွားလိုက်ပါတယ်။သူဝင်သွားတော့ဘယ်သူမှမတွေ့တာကြောင့်ဘလို့ရှင်းပြရမလဲစဉ်းစားနေတဲ့အချိန်မှာပဲလန်နာကစဖို့မှုအနေနဲ့ပြန်ပြီးပေါ်လာခဲ့ပါရီဒီဖြစ်ရက်ကတကယ်ကိုစိတ်ရှုပ်ထွေးနေပြီဒီအတိုင်းပဲပြီးသွားခဲ့တာပါ friend ထွက်သွားတာနဲ့စာဝမ်ကလန်နာကိုဖုန်းခေါ်ပြီးနိုင်ငံခြားကဖုန်းတစ်လုံးကိုဖြေးချခဲ့ပါရီ တို့ပြောနေတဲ့ပုံရလမ်းနာမှာချစ်သူရှိနေပြီ။သူကအင်္ဂလိပ်စကားပြောတယ်။နိုင်ငံခြားသားဖြစ်နေတယ်ဆိုတာတွေ့လိုက်ရပါတယ်။အိမ်ပြန်ရောက်တဲ့အခါ friend ကစိတ်ရှုပ်ထွေးနေပြီ။စဉ်းစားလေလေမှားလေလေဖြစ်နေတာကိုခံစားလိုက်ရပါတယ်။သူမခံတဲ့ကအင်္ဂလိပ်စကားပြောတဲ့အတန်ထူးခြားတဲ့သဘင်ပုံစံနဲ့အညိုရောင်အမှုတွေရှိနေခဲ့တာပါ။အဲ့ဒီအပြင်ထမင်းကျမ်းမာလေးနဲ့လမ်းနာကတစ်ချိန်ထဲမှာတကားမှာပေါ်မလာခဲ့တာကြောင့်ပိုပြီးတန်တရားဖြစ်နေတာကြောင့် ra နဲ့တိုင်ပင်ဖို့အတွက်ထွက်သွားခဲ့ပါတယ်။သူကရာကိုထမင်းကျမ်းမာလေးနဲ့လမ်းနာကတယောက်တည်းထင်လာလို့ရာကိုမိခဲ့ပါတယ်။ ရာဂသူတို့ရဲ့ပုံမှန်သဏ္ဍာန်အပြုံးနဲ့အသွင်ပြင်တွေကိုပြန်အမှတ်ရလာခဲ့ပြီးအရန်ဆင်တူတဲ့အကြောင်းပြောပြခဲ့ပါတယ်။ဒါပေမဲ့သူကထမင်းကျမလေးကလန်နာမဖြစ်နိုင်ဘူးလို့ပြောပါတယ်။ထမင်းကျမလေးကရိုင်းစားမိသူမရဲ့စကားလုံးနဲ့အလုပ်ရတွေကဘလို့မှအစင်းနဲ့မရှိဘူးဆိုတာဖော်ပြနေတဲ့အကြောင်းလည်းပြောပါတယ်။လန်နာကရင်းချက်ပြီးမှပုံညာကောင်းမှုပေါ်ပြီးသူမရဲ့စကားလုံးတွေကထမျက်တယ်လို့လည်းပြောခဲ့ရပါတယ်။ဖရန်ကလည်းအဖြေရှာမရဖြစ်ပြီးအိမ်ပြန်လာခဲ့ရတာပေါ့။အိမ်ပြန်ရောက်တာလည်းထမင်းကျမလေးကဟန်နီဆိုတဲ့စကားလုံးကိုထပ်ခါတလဲလဲပြောပြီးအင်္ဂလိပ်လိုဖုန်းပြောနေတာမြင်လိုက်ရပါတယ်။ အဲ့ဒီချိန်မဲ့သူမကိုမင်းအင်္ဂလိပ်အတန်းတော်ကတော်တော်ကောင်းတာပဲလို့ဖရန်ကပြောပါတယ်။အင်ရှင်ပြတဲ့ဖရန်ကဖမ်းမိသွားတာကြောင့်ထမင်းချက်မလေးကရှက်သွားပြီးစကားကိုမြင်မြန်ပြောခဲ့ပါတယ်။သူမလောက်နိုင်တာကသူမကပဲရစ်မှာလည်းလုပ်ခဲ့တာကြောင့်အင်္ဂလိပ်စကားနဲ့ပြောတတ်တယ်လို့ပဲလိန်ပြောခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့အကြောင်းပြချက်ကသူမအပေါ်တန်တရားဖြစ်နေတာတွေကိုမရှင်းလင်းနိုင်ခဲ့ပါဘူး။အဲ့ဒီညမှာပဲဖရန်ကထမင်းချက်မလေးကအပေါ်ဘက်ကနေခိုးဆင်းလာတာကိုမြင်လိုက်ပြီးသူမနာကိုအမြင်လိုက်သွားခဲ့ပါတယ်။သူမကစာဝန်နဲ့စကားပြောနေတာတွေ့ရပြီးလန်နာကနောက်နေမှာစာဝန်ကဖရန်ရဲ့အိမ်ကိုလာလဲမှမလို့အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ သူတို့စကားပြောနေတာကိုတွေးလိုက်ပြီးတဲ့နောက်မှာတော့ Frank ကထမင်းချက်မာလီအခန်းတွေကိုခိုးဝင်သွားခဲ့ပါတယ်။သူကအန်ဆိုတစ်ခုကိုဖွင့်လိုက်တဲ့အခါဒီဇိုင်းပုံချမ်းတွေအများကြီးတွေးလိုက်ရပါတယ်။ဘီသူကပညာရှင်ဖြစ်တဲ့ Lana ကိုချင်းချင်းသတိရသွားပြီး Frank ကနောက်ဆုံးမှာတော့ကျင်နေသွားခဲ့တာပေါ့။အထူးသဖြင့်ထမင်းချက်မာလီရဲ့မျက်အတူနဲ့စပင်းတူတွေကိုမြင်တဲ့အခါ Frank ကထမင်းချက်မာလီက Lana ဆိုတာသိချသွားပြီးသူမက Frank ရဲ့စိတ်ဆက်ထားတဲ့သူဖြစ်တယ်ဆိုတာဖုံးကွယ်ဖို့စူးစမ်းနေရဆိုတာဖော်သေးချသွားခဲ့ပါတယ်။ ဒါပေမဲ့လည်းလန်နာကတော့သူမလိန်ထားတာတွေပေါ်သွားပြီဆိုတာမသိပဲသူမပြန်လာတဲ့အခါတောက်မှရက်ဆောင်နေတဲ့ Frank ကိုမြင်ပြီးတုန်လှုပ်သွားပါတယ် Frank ကညတကောင်မှာချစ်သူနဲ့ခိုးတွေးဖို့အတွက်ထွက်လာတာလားဘာလို့လဲတလဲလို့မေးလိုက်ပါတယ်လန်နာကလည်းသူမလိုမျိုးလှပတဲ့မိန်းကလေးတယောက်အနေနဲ့အရန်ရွေးချယ်စရာတော့ရှိဖို့လိုတယ်လို့ပြောလိုက်ပါတယ် Frank ကမိန်းကလေးတိုင်းလှပကြပြီအဲဒီလာကမိန်းကလေးတဦးစီမှာရှိတဲ့အရာဖြစ်ကြောင်းတမ်းမို့အထားဆုံးအလှကတော့ကျင်နာတဲ့နှလုံးသားရှိတဲ့သူဖြစ်ကြောင်းပြောလိုက်ပါရစေ။သူမကလည်းညံကောင်းပြီးလှပတဲ့အကြောင်းကလေးတွေကိုချစ်တဲ့အကြောင်းဖရန့်ကိုပြောပြခဲ့ပါရစေ။ ဖရန့်ကတော့လန်နာပြောတာကိုသဘောမတူပဲသူမကိုအပေါ်အကြီးကုန်ခြုံထားတယ်လို့ပြောပြီးသူ့ကိုတခြားသူတွေကိုပါလှည့်စားတယ်လို့ပြောလိုက်ပါတယ်လန်နာကရာနဲ့မင်းနဲ့စည်းစက်ထားတဲ့သူမှာဘသူကပိုကောင်းဟန်ဆောင်နိုင်တယ်လို့မေးလိုက်ပါတယ်ဖရန့်ကလည်းဟုတ်တယ်ဝန်ထဲစရာကောင်းတာကငါနဲ့စည်းစက်ထားတဲ့သူကိုငါမကြိုက်ဘူးလို့ပြောလိုက်တာကြောင့်လန်နာကဒေါသထွက်သွားပါတယ်လန်နာလိုမျိုးကောင်းတဲ့သူကသူမတန်ဖိုးကိုမသိတဲ့သူနဲ့စည်းစက်ရမှာလားလို့ပြောပြီးဒေါသတော်တော်နဲ့ထွက်သွားခဲ့ပါတယ်ဖရန့်ကတော့သူ့လက်အပေါ်ကအညူရအမှုတ်တွေကိုကြည့်ပြီးကစားချင်းသေးတယ်ဆိုတော့စောင့်ကြည့်နေတာပေါ့လို့စိတ်ထဲကပြောလိုက်တာပေါ့ လန်နာကလည်းသူ့မဖွားလာတော့မယ်ဆိုတာသိတဲ့အခါထမင်းအမြဲဆုံးချက်ပြီးစာဝါတဲ့အိမ်ကိုပုံမှုအတွက်ပြေးသွားခဲ့ပါလေ။ဒါပေမဲ့ Frank ကတော့သူ့မရဲ့အစီအစဉ်ကိုဂျိုဒန်ခံမှန်းထားပြီးသားဖြစ်တာမလို့လန်နာကိုအလွယ်တကူလက်လျှော့စေဖို့အတွက် Ra ကိုသူ့နဲ့အတူပူပေါင်းလုပ်ဆောင်ဖို့တောင်းဆိုခဲ့ပါလေ။သူကလန်နာကိုသူ့မှာချစ်သူရှိနေတယ်လို့မျိုးပြချင်ပြီးစိတ်ဆက်ပွဲကိုဖျက်ဖို့အတွက်ဖိအားပေးနေတာဖြစ်ပါလေ။ဒါပေမဲ့လန်နာကသူ့မဖွားကိုရှောင်ချင်တာမလို့ထွက်ပြေးသွားခဲ့ပါလေ။ Ra ရောက်တဲ့အခါ Frank ထွက်သွားတာမလို့လန်နာကအံ့အသင့်သွားပါလေ။ Frank ကလန်နာကိုမယူချင်တာကြောင့်သူ့မမိသားစုနဲ့လည်းတွေ့စရာမလိုတဲ့အကြောင်းပြောခဲ့ပါလေ။ ဒါပေမဲ့သူတို့နှစ်ဦးစလုံးကရည်ရွယ်ချက်တူပြီးလန်နာကလည်းသူ့လိုလူမျိုးကိုမယူခြင်းတဲ့အကြောင်းပြောပြပါရယ်။ဒါကြောင့်သူမကရကိုသူမအဖွားနဲ့တွေးပြဖို့ဆုံးဖြတ်လိုက်ပါရယ်။ဒါမှသူမရဲ့အဖွားက Frank ကိုမိမရှုံမှန်းသိပြီးအတင်းကျပ်လက်ထပ်ဖို့အတွက်စီစဉ်တာကိုလက်လျှော့သွားမှာပါ။ဧလာတို့တွေးပြီးရာက Frank ရဲ့အိမ်ရှိမှာပေါ်လာခဲ့ပါရယ်။ဒါပေမဲ့သူမကိုရေပုံးလိုက်လောင်းချပြီးသူမကအထက်ကလူကြီးတွေပြောတဲ့အတိုင်းလှုပ်ရတာဖြစ်တဲ့အကြောင်းပြောပြပါရယ်။ရာကသူမကိုအယူတယောက်ဖြစ်တဲ့အကြောင်းပြောပြီးတကားဖွင့်ပြဖို့ပြောခဲ့တာပေါ့။ဒါပေမဲ့လန်နာကတခြားသူတွေကိုကူညီရတာ။ သဘောကျတာမလို့ရာကိုတခြားတကားဘောက်ကနေအထဲကိုခေါ်လာခဲ့ပါတယ်။ရာကစိစက်ပွဲကိုဖျက်ဖို့ရောက်လာခဲ့တာကိုလန်နာကသိနေပါတယ်။သူမကလည်းအဲ့ဒီကိုလိုချင်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူတို့လာတဲ့လန်နာရှာမှာအခက်အခဲတွေရှိနေပြီးရာကဓာရီအားလုံးကိုဖျက်ချော်နိုင်ရမှာပါ။လန်နာကရာတော့ခက်ခဲနေတာမြင်ပြီးသူမကိုတနာနေပါတယ်။တခြားနည်းလည်းမရှိတာကြောင့်သူမကရာချစ်တာကိုဆွဲတင်ပြီးသူမဖင်ကိုတုံးမိထားတာဖြစ်ပါတယ်။ဒါကမလွယ်ကူပေမဲ့လည်းနောက်ဆုံးမှာတော့သူမကရာကိုအထဲရောင်ခေါ်သွားပေးနိုင်ခဲ့ပါတယ်။ဖရန်ကသူမကို မင်းဘာလုပ်လဲလဲလို့မေးလိုက်တဲ့အခါမှာတော့လန်နာကိုအိမ်ထဲကိုဆွဲခေါ်သွားပါတယ်။သူမရဲ့အဖွားရှိမှသူမကိုယ်တိုင်လိန်ထားတာကိုဖော်ထုတ်စေချင်တာကြောင့်ပါ။ဒါပေမဲ့ထမင်းစားကနေရောက်တဲ့အခါသူမအဖွားကဟင်းလျာတွေကိုမြည်ဆန့်နေပြီးသူမရဲ့မြင်းမလေးချက်ပြုတ်ထားတဲ့ပုံစံတိုင်းဖြစ်နေတာကိုသိသွားခဲ့ပါတယ်။ဖရန်ကထမင်းကျက်မလေးကအဖွားရဲ့မြည်ဖြစ်တယ်ဆိုတာသိကြသိသွားပြီ။သူတို့စကားပြောနေတဲ့အချိန်မှာပဲရာကဝင်လာခဲ့ပါတယ်။ရာကသူမရထားတဲ့အခွင့်အရေးကိုအတုံးချဖို့ဝင်လာခဲ့ပြီးမြဲအဖွားကဒေါသထွက်သွားပြီးသူမကိုရှိုင်းလူနေနေဖြစ်သွားပါတယ်။ ရာကိုအဖွာကန်ထုတ်လိုက်ပြီမလဲသူမကဒေါသမထွက်သွားပဲသူမနဲ့ friend ကအမှန်တကယ်ချစ်ကြိုက်နေကြတဲ့အကြောင်းအဖွာကိုပြောပြလိုက်ပါရီသူမရဲ့အတင်းကျပ်လုပ်တဲ့အရာကြောင့်အဆုံးသတ်လှမှာမဟုတ်ဘူးလို့ရာကအဖွာကိုပြောပြခဲ့ပါရီအဲဒီနောက်ရာကအဖွာကိုသူ့ရဲ့မိမလေးနဲ့ friend တို့လက်ထပ်ဖို့အတင်းကျပ်စီစဉ်တာကိုဖျက်သိမ်းပြီးပြောခဲ့ပါရီ